ကဲတဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လည် share လုပ်ပေးသွားမှာကတော့စက်ကွန်စီနဲ့မဟာမိတ်များတဲ့ဒီနေ့သူရဲ့မဟာမိတ်များစစ်တွေစစ်မီမှာအရဟတ်တက်တော်ကညီပြေထိုးစစ်နဲ့လက်ရှိဝဲကိုစစ်တွေကောင်းကြမလို့ဘယ်လိုလဲတိုက်ထုတ်ရဖို့ရှိပြီးတော့စစ်ကွန်စီကတက်ပြီးဒီပြေနာသူရဲ့မဟာမိတ်တပေါင်းစုတွေနဲ့ကိုစစ်ချာမဟာမိတ်ရောပစ်စရာတော့ဘောနောမကလာတယ်လေတွေ့ရနော်စစ်ကွန်စီကအေကိုတိုက်ခိုက်ဖို့အတွက် ဆရာအာကန်မစ်ရှင်နဲ့ဒီဖန်ဖူစတီအန်ဒီအက်လို့မြင်ရတယ်။မွတ်စလင်လက်နဲ့တိုက်တဲ့အဖွဲ့တစ်ခုကိုစစ်တွေကလည်းဝေထုတ်ပြတယ်။ဘောဘောမျိုးတွေဂျာဆုံးချိန်မှာတိုက်ဆိုင်ဖို့ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုစစ်ကောင်စီကကမကထပြုတ်ပြီးတော့စစ်တွေကိုဥဆောင်နေတဲ့အဖွဲ့ကိုဆုတောင်းတယ်။ဆုံးမရဇာလန်ဆိုတာနော်ရခိုင်မှာဖွေရ ALP ပေါ့နော်ရင်းရင်းတဲ့တဲ့တွေကိုရတဲ့နေနဲ့ဆင်းနေပြီးတော့စစ်ကောင်စီစစ်ကောင်စီ အေဖက်ကလည်းဂယုဆက်ရမယ်အနေနဲ့ရှိနေပါတယ်။อืมရေကုန်မြို့အင်းစိန်ထောင်မှာအကျဉ်းချခင်နေရတဲ့မွတ်စလင်900ရာကျော်ကိုဖေဖော်ဝါရီလ16ရက်နေ့ကလည်းပြေးပြီးတော့ဆက်လက်မြို့ကိုကူးဆောင်လိုက်ကြောင်းညီမတိုင်းကိုဆက်လက်ကူးဆောင်ကြောင်းမလို့မလိုက် TPNM ကတော့ဒါကရတဲ့ဒီလိုလည်းချင်တာနာ၄၀ကျော်ကိစ္စနဲ့အားနာပြီးတော့အင်းစိန်ထောင်ရတယ်ဖြစ်ပြီးတော့အဲ့ဒီတဲကမြို့သား900ရာကျော်ကို စစ်ပတ်ဖို့ဒီစစ်တေစစ်ပတ်တို့ရှာနေတာပြီးပြီးအန်အန်ကတုံးတက်တာပါလေ။အင်းနာဒူနာစစ်စစ်ရခိုင်နဲ့မူဆလင်တွေဆရာဆရာဖိုက်ဆိုးဂျာတူခွေတိုက်ခိုက်ပြီးခိုင်ကိုအုပ်ချုပ်ခဲ့ကြပါလေ။အင်းပြီးလို့ရှိရင်လူမျိုးရေးဘာသာရေးပြည်ထောင်စုနာအော်ရေးဘူးပြီးတော့မော်လို့တိုက်ပွဲတွေမှာလေ။ဘာလို့သူနော်။အာဆာနာရှာရဆောင်းတော့ပုံမီတော့အေကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ ပြီးလို့ရှိရင်စောမြတ်ရာဇဝင်နဲ့ဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ KLP အုပ်စုတွေရှိနေပါလေ KLP ဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်တပ်မျိုးထဲမှာလုံခြုံရေးကင်းလွတ်မှုတွေဟောရယ်ပူပေါင်းရစစ်တပ်မျိုးမှာခံပေးပြီးလုံဆောင်ပြပါလေပြီးခဲ့တဲ့ဗေလာကုန်စစ်တပ်မျိုးစုရိုက်ဖြူရောဝိုင်းရင်ဖိတ်ဆို့ပြီးတော့ဂျော်သားတွေကိုတက်ပြက်ခဲ့တဲ့အထက်မှာစစ်ကောင်စီနဲ့ပူးပေါင်းပါဝင်ခဲ့ပါလေ KLP ရဲ့အထွေထွေအတွင်းဘုံမှုခိုင်လူရင်ကရခိုင်တိုက်ပွဲတွေအကြစစ်တပ်မျိုးက စည်ရင်အသင့်ပြင်ဆင်ထားကြောင်း2024ခုနှစ်ဇွန်လတွင်သတင်းမီဒီယာတွေမှာပြောဆိုခဲ့ပါတယ်။ဟွန်းဌာနချုပ်ကလည်းစစ်တွေမျိုးစဲယုံစုရက်ွက်အနာစီရောမှာခြေစိုက်ထားပြီးဟောနော်ဒါဒီပုံတွေကတော့ကြာပါပြီ။ယူတွင်းပြည်သူတွေကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖဲစီမှုတွေပြုလုပ်နေ